မိကလာရှိတဲ့နေတမီပေါ့နော်ကျွန်တော်တို့မြန်မာမြေထားသမိုင်းမှာဒီ BEL ပေါ့ Battery Electric Locomotive Battery တဲ့စက်စက်ကောင်းနဲ့စက်ပြီးဆွဲနေတယ်ပြီးစင်းစက်တယ်နိုင်ငံတော်ပေါ့နော် ဒါကျွန်တော်တို့နိုင်ငံတော်ကြီးကရဲ့လမ်းညွှန်မှာကြားခြင်းနဲ့အတူကျွန်တော်တို့အကောင့်တွေပုံပြရတာပဲဖြစ်ပါတယ်။ဒါကျွန်တော်တို့မြေအထာသမိုင်းမှာရှိလို့ရှိရင်ဒါပရမသုစတင်တာဖြစ်လို့မြေအထာသမိုင်းဒီကျွန်တော်တို့နိုင်ငံမှာစတန်အရှိတီတခုဖြစ်နေတာ။1889ခုနှစ်ကမေလတရက်နေ့မှာကျွန်တော်တခါစတင်ပြီးဆိုတော့သူဆိုရင်148နေပြီတော့အဲ့ဒါတော့ဒီမှာကျွန်တော်တို့ ်မြေတားပြည့်စုံမှုတပိုင်းတစ်လျှောက်လုံးပါလေကျိုးတက်နေတဲ့များစွာပဲကျွန်တော်တို့ကျွန်ပြေးနေပါလေအခုကျွန်တော်တို့ဒီဘက်အစိုးရလက်ထက်မှာရောက်လာတဲ့အခါကျတော့ DM နဲ့တာပါအကောင့်တွေပေါ်ဆောင်ရနေတယ်တော့နော်ဒီလိုလေးရှိကြတော့ပါခီးသွားတဲ့ဒီဒီလေးတွေဆက်ဆက်ရရအောင်အစီအပြီးတော့ကျွန်တော်တို့ဆင်းအောင်ဆောင်ရနေတယ်ဒါတော့ရန်ကုန်ကနေကျွန်တော်တို့တောင်ပူထိအဲ့ဒီကူတူလောက်ပဲပြန်တယ် ပြင်ဆင်ပြီးတော့နေဆွဲတာပေါ့။တောင်ကနေပြီးတော့နေပြီးတော့အပိုင်းထိကြတော့ကျွန်တော်နိုင်ငံကိုဆိုးရတယ်မဖြစ်ဖြစ်အောင်ဆိုပြီးတော့ကျွန်တော်ခုလက်ရှိဆိုရင်55ပြည်လောက်ကိုကျွန်တော်ဆိုးရတယ်အောင်ရောက်တာပေါ့။နေပြီးတော့နေမန္တလေးပန်းကြတော့ ပြင်ထားလာတယ်ကျွန်တော်ပြင်ဆင်ရင်းနဲ့အခုဆိုရင်လည်းဒါဒီ budget ကြီးကအခုဆက်မှာပြီးတော့ဒီရှင်းရတဲ့ကိစ္စတွေတောင်းတာအဲ့တော့ကျွန်တော်လမ်းမဆိုင်အစီအစဉ်တွေဒီနေ့ဆောင်နေတယ်ဒီအမြင်ထားတော့ maybe တော့ဒီ social media ရှိပြီးတော့ဒီလိုတော့မန္တလေးကတော့ဒေးရထားပေါ့ရိုးရိုးဒီဇယ်ကောင်းနေတယ်ဒီမှာပါတယ်အဲ့တော့ဒီဇယ်ကောင်းနေတဲ့ပြည်နေရနေပြီးတော့ဆိုတော့ဟိုဟိုလာပဲ battery တက်စစ်ဆက်ကောင်းနေတယ်ပြည့်စွဲ့နေတဲ့အဆင့်ကြီးတိုးပြချောင်းဆောင်ပြီးတော့ပါတယ် ချိန်နဲ့တွဲဆိုင်တွေကိုလည်းဒီခေးဆက်ပါတယ်ပတ်တို့ထက်တန်းတွဲတွေကိုကျွန်တော်ချိန်ဆက်ပြီးဆွဲတော့ဒီ BEL ဘက်ထရီရထားကားနေတယ်သူကဆောင်းရောရထားတွဲ15တွဲရနေ16တွဲလောက်ကြီးကျွန်တော်တို့ဆွဲနိုင်တယ်ကီလိုမီတာ100လောက်ကို ကီလိုမီတာ200လောက်ကိုတစ်ချိန်နဲ့တစ်ပြိုင်နက်တည်းကျွန်တော်တို့ဆွေးနွေးနေတာရှိတာပေါ့အခုတော့ကျွန်တော်တို့ပြီးသွားပြည်သူတွေရဲ့လက်ရှိလိုက်ပါစီးတဲ့ပုံတွေကြားနေတာ200ကျော်300လောက်ပဲပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကအထက်လက်တွဲနဲ့တွဲနေဒီလိုနဲ့တွဲကိုချိန်ပြီးတော့မှတော်ရေးဆွေးနွေးသွားတာပေါ့ဒီတယ်တွေတကယ်စီးနေမှုများလာမှာဆိုလို့ရှိရင်တော့ပြောရတယ်ရထားတွေကိုထပ်မံချိန်ပြီးတော့ပြန်ဆောင်ပါမယ်ကျွန်တော်တို့ ကိုယထားလာအနေထားရေကျွန်တော်စကောင်းရေအနေထားရေနဲ့ကျွန်တော်အခု9နာရီကျော်ကြာတာယထားလာကိုအဆင်ပြေမယ်ဆိုလို့ချင်းကျွန်တော်က9နာရီရနေပြီနော် ၄နိုင်ခွဲ၄နိုင်စုကိုလည်းဆက်ပြည့်စွက်နိုင်လို့ပဲဆက်လက်ကိုကြိုးစားဆောင်ရွက်တော့ကြာပါပဲ။ဒါဆိုလို့ရှိရင်ရန်ကုန်မန္တလေးပြည်စင်ပြီးတပြောင်တည်းဖြစ်သွားတယ်လို့ထင်ရှားပါတယ်။ရန်ကုန်ကနေမန္တလေးပဲတော့တော့မန္တလေးကနေပြီးတော့ရန်ကုန်ပဲလာတယ်နော်။ဒီတဲ့ဒီရဲ့ဘွားရည်တိုင်းကိုအစီအပြေသွားပါပေါ့။ဒါကြထားပေါ်မှာလည်းဒီဝက်တဲ့ဝန်ဆောင်မှုတွေပေါ့။ဝန်ဆောင်မှုတွေကအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့တတ်နိုင်လို့စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့လည်းအစီအပြေချင်တယ်နော်။ဒီတဲ့တဲ့မှာလည်းဟုတ်ပါတယ်။